ကျွန်တော်အခုပြောမယ့် AI ကိုဒါတေချာတုံးတက်မယ်ဆိုရင်ကျွန်တော်တို့ဒီ AI ကိုကျွန်တော်တွားလေးရယူသွားပြီးတော့မြန်မာစကားပြောရင်လည်းတကဘာလုံးပတ်လို့ရပါပြီပြောချင်တာကကျွန်တော်တို့မြန်မာလိုပြောတယ် AI ကကျွန်တော်တို့ရောက်နေတဲ့နိုင်ငံရဲ့ဘာသာစကားကိုပြန်ပြောင်းပြောပေးတယ်ဟုတ်ဖက်ကနေပြီးတော့တဖက်ကပြန်ပြောလာတဲ့သူတို့ရဲ့ဘာသာစကားကို AI ကမြန်မာလိုဘာသာပြန်ပေးတယ်အဲ့တော့ကျွန်တော်တို့ကဖုန်းထဲမှာဒီ AI ကိုထည့်ထားပြီးဆိုရင်ကဘာမီရဲ့ဘယ်နေရာတော်တော်ကျွန်တော်တို့ကသူတို့ရဲ့စကားကိုနားလည်မယ် သူတို့နားလဲအောင်လဲကျွန်တော်ကပြန်ပြောလို့ရပါမယ်အဲ့တော့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ် DAI ကိုကျွန်တော်ကွန်ပျူတာမှာတုံးပြပေးမယ်ဒါပေမဲ့ဖုန်းထဲမှာလည်း browser ကနေတစင်းတုံးလို့ရတယ်လလုံးစင်မှာကတော့ application နေနဲ့ထွက်လာနေတာမဟုတ်သေးဘူးဒါပေမဲ့ဖုန်းထဲမှာရှိတဲ့ Safari တို့ Chrome တို့ဒီလိုမျိုး browser တခုခုကနေဝင်ပြီးတော့ကျွန်တော်ပြောတဲ့ website လိပ်စာအတိုင်းတော့ပြီးတော့အသုံးပြုလို့ရတယ် DAI ကိုပဲဖုန်းနဲ့ဘယ်လိုတုံးလို့ရလဲဆိုတာကျွန်တော်ဒီပြနေတဲ့ဗီဒီယိုထဲမှာ ပြောပြောထားပြီးတယ်တေချာလေးပြောထားပြီးတယ်ပေါ့နော်အဲ့တော့မြန်မာစကားနဲ့ AI ကိုစကားပြောလို့ရလားဆိုတော့ဗီဒီယိုထဲမှာကျွန်တော်အဲ့ဒါကိုတေချာလေးပြောထားပြီးတာရှိတယ်ဒီ AI ကိုဖုန်းထဲကနေလည်းတုံးချင်တယ်ဖုန်းထဲမှာလည်းအကောင့်ဘလို့ဖွင့်လဲတိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုကိုတစ်ချက်လောက်ဝင်ကြည့်ပေးပါအခုကျွန်တော်ပြောတဲ့ AI ကလက်တွေ့မှာတကယ်ကိုအတုံးဝင်တဲ့ကြောင်မလို့ဗီဒီယိုအဆုံးထိကြည့်ပေးစေချင်ပါတယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတာကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ AI studio.google.com ကိုတွားလို့ရတယ်အဲ့တော့ Google AI studio လို့လည်းကျွန်တော်ခေါ်တယ်ကျွန်တော်အရှိန်မှာလည်းဒီ AI နဲ့ပတ်သက်ပြီးတော့ဘယ်လိုအကောင့်ဖွင့်ရလဲဖုန်းနဲ့ဘယ်လိုတုံးလို့ရလဲဆိုတာကျွန်တော်ပြောပြပေးထားတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်အရင်ဆုံးတွေ့ရမှာ string ဆိုတဲ့ဟာပေါ့နော်ဒီဘက်ဘေးနားလေးဘက်အပေါ်နားလေးမှာဖုန်းထဲမှာဆိုရင်လည်းဒီဒီဒီဘက်နားလေးမှာနှိပ်လိုက်မယ်ဆိုရင် string ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ talk to webcam လို့ဒီလိုမျိုးတွေပေါ်လာလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့က talk ကိုနှိပ်မယ်ပေါ့နော်အရင်ဆုံးကျွန်တော်စမ်းပြကြည့်ကြည့်မယ် တတိထားရမှာကဒီအပေါ်နားလေးကသူ့ရဲ့ model ကိုအရွေးမှန်မှုလို့လုပ်တယ်ကျွန်တော်အပေါ်နှစ်ခုကိုရွေးမှာပဲဒီမြန်မာလိုပြန်ပြီးတော့ပြောပြနိုင်မှာပေါ့နော်အပေါ်ဆုံးကတော့မြန်မာလိုပြန်ပြောတာနည်းနည်းမြန်မယ်ဒီဒုတိယမြောက်ခါကကျတော့မြန်မာလိုပြန်ပြောတာကိုနည်းနည်းလေးစဉ်းစားမယ်ပေါ့နော်အောက်ဆုံးကကျတော့မြန်မာလိုပြန်ပြောနိုင်မှာမဟုတ်ဘူးเนาะအဲ့တော့အပေါ်ဆုံးကကိုရွေးလိုက်မယ်ပေါ့နော်ကျွန်တော် AI ကိုတစ်ချက်လောက်ပြောကြည့်ကြည့်မယ်သူဘယ်လိုပြန်ပြောလဲဆိုတာဟောနားထောင်ကြည့်ပေါ့နော်မင်္ဂလာပါ မင်္ဂလာပါရှင်ရှင်ဘာကူညီဖေးရမလဲမြန်မာလိုပြောနိုင်လားဟုတ်ကဲ့ကျမမြန်မာလိုပြောလိုက်မယ်ပါမေးစရာရှိပါလဲမင်းကိုဖုန်းမအောင်တုံးလို့ရလားဟုတ်ကဲ့ဖုန်းမလည်းကျွန်မကိုတုံးလို့ရပါတယ်ဘာကူညီလိုအပ်ပါတယ်ဒီ AI ကိုကျွန်တော်တို့ကဖုန်းမလည်းတုံးလို့ရတယ်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ browser ကနေတစ်ဆင့်တုံးလို့ရတယ်เนาะဒါလေးကကျွန်တော်ဗီဒီယိုလည်းတင်ထားပြီးသားရှိတယ်โอเค ဲဆိုရင်ကျွန်တော်ကဒီ AI ကိုကျွန်တော်တို့ translator ပေါ့နော်ကျွန်တော်တို့ကိုယ်နဲ့မကွာစောင့်ထားလို့ရတဲ့ဘာသာပြန်တရားအနေနဲ့ထားချင်တာအဲ့တော့ဘာသာစကား190 200လောက်အထိကိုပြန်နိုင်တဲ့ AI translator အနေနဲ့ထားချင်တာဆိုတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီအပေါ်နားလေးမှာဒီ system instruction လို့ရေးထားတာလေးရှိတယ်ပေါ့နော်အဲ့တော့ဖုန်းထဲမှာဆိုရင်ဒီလိုမျိုး icon လေးပဲမြင်ရလိမ့်မယ်ပေါ့နော်ကျွန်တော်တို့မှတ်စုမှတ်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ် ်နှိပ်လိုက်ပြီးတော့ဒီမှာပေါ်လိုက်တဲ့နေရာမှာကျွန်တော်ရေးထားတဲ့စာလေးကိုထည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီစာကိုလည်းကျွန်တော်ကျွန်တော်ရဲ့ webinar group ထဲမှာကျွန်တော်ပြန်တင်ထားပေးပါမယ်အကေမိတ်ဆွေအနေနဲ့ကျွန်တော်ရဲ့ AI basic group ထဲကိုမ join ရတယ်ဟုဆိုရင်ကျွန်တော် comment မှာ link ချထားပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုဒီဟာကိုထည့်လိုက်ပြီးတော့ဒီပုံမှာတစ်ချက်ပြန်နှိပ်လိုက်မယ်ပြီးရင်ဘယ်လိုပြောင်းလဲွားလဲဆိုတာကျွန်တော်တစ်ချက်ကြည့်ရတာပေါ့နော် Hello, မင်္ဂလာပါ Hello. Hello. နေကောင်းနေလား Are you okay? မင်းကိုဖုန်းမှာကောအသုံးပြုလို့ရလား Can you use it on the phone? Can you use it on the phone? အဲ့တော့ခုနကကျွန်တော်တို့မြန်မာလိုပြောလိုက်တဲ့ခါကျရင်တူကမြန်မာလိုပဲပြန်ပြောတယ်ဒါပေမဲ့တူကရှင်းပြတာပေါ့နော်အခုခါကျတော့ကျွန်တော်ပြောလိုက်တဲ့မြန်မာစကားနဲ့အတိအကျကိုပဲတူကအင်္ဂလိပ်လိုပြန်ပြီးတော့ပြောပြောပေးနေတယ်ပေါ့နော် But he explains. And now he's translating the exact Burmese words I said into English. Okay, AI translator. Okay, can you use it as an AI translator? So now I will try speaking in English, see if it translates back to Burmese. <laughs> 今侬英 n g l i 表演，卓三八米。乐讲的，密码八字道，变速全部需继续八米。Okay, can you use it as an AI translator? 好比，乐讲过 AI 八的变的铁，通变来八的啦。t h a t he explains, now he is translating the exact ba mi's walk I said into English。乐讲过，谁变的？ ယခု၎င်းသည် ကျွန်ုပ်ပြောခဲ့သောမြန်မာစကားလုံးအတိုင်းအတာကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုနေပါသည် So just now when I spoke in Burmese ထို့ကြောင့်ယခုကျွန်ုပ်မြန်မာလိုပြောသောအခါယခုလိုပဲသူကမြန်မာလိုပြန်ပြောသည် Can you use it on phone? Can you use it on phone? ဖုန်းတွင်အသုံးပြုနိုင်ပါသလားဖုန်းတွင်အသုံးပြုနိုင်ပါသလား ကျွန်တော်အခုပြောခဲ့တဲ့ပုံစံအရာဆိုရင်ကျွန်တော်တို့က DAI ကိုမြန်မာလိုပြောလိုက်တာနဲ့ AI ဘက်ကနေပြီးတော့အင်္ဂလိပ်လို translate လုပ်ပေးတယ်အဲ့တော့ကျွန်တော်ရောက်တဲ့နိုင်ငံကအင်္ဂလိပ်စကားပြောရဲဆိုရင်အဲကျွန်တော်တို့ပြောတဲ့မြန်မာလိုပြောလိုက်တဲ့စကားကိုတူတူနားလည်အောင်အင်္ဂလိပ်လိုပြန်ပြောပေးတယ်အဲ့တော့တူတူဘက်ကနေပြီးတော့အင်္ဂလိပ်လိုကျွန်တော်တို့စီကိုပြန်ပြောလာတယ်ဆိုရင်လည်းဒီ AI ကနားထောင်ပြီးတော့ကျွန်တော်တို့နားလည်အောင်မြန်မာလိုပြန်ပြောပေးမယ်အဲ့တော့ကျွန်တော်ကဖုန်းထဲမှာဒီ AI ကိုအတုံးပြတ်သွားပြီးဆိုရင်ကျွန်တော်တို့ဘယ်နိုင်ငံတော်တော် တို့ရောင်းနေတဲ့နိုင်ငံရဲ့ဘာသာစကားကို ကျွန်တော်တို့ကပြန်ပြီးတော့ပြောတတ်သွားပြီအဲ့တော့ဘာမှအယံမခတ်ဘူးအဲ့တော့ဒီထဲမှာကျွန်တော်ရေးထားတဲ့စာလုံးအတိအကျကိုကျွန်တော်ရဲ့ဒီ basic webinar ပေါ့နော် AI အကြောင်းအခြေခံပြောပြပေးတဲ့ဒီ Telegram group မှာကျွန်တော်ဒီစာအကြောင်းကိုအတိအကျတင်ထားပေးပါတယ်အဲ့ဒီအနေနဲ့ဝင်ပြီးတော့ကြည့်နိုင်ပါတယ်အဲ့တော့ထပ်ပြောချင်တာကကျွန်တော်ကဒီ Google AI Studio ဒါကောင်းကောင်းအသုံးပြုတတ်မယ်ဆိုရင်ကဘာမီရဲ့ဘယ်နေရာရောက် Translator အနေနဲ့လည်းတုံ့ပြုလို့ရတယ် ဒါမှမဟုတ်ကျွန်တော်တို့အင်္ဂလိပ်စကားပြောလေ့ကျင့်မဲ့ဆရာတယောက်အနေနဲ့လည်းအသုံးပြုလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ထိုင်းနိုင်ငံရောက်တဲ့အခါကျရင် ထိုင်းလိုပြန်ပြောပေးမဲ့ဒီဘေးနားကလူတယောက်အနေနဲ့ AI တယောက်အနေနဲ့လည်းအသုံးပြုလို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီအပေါ်မှာဖြည့်ထားတဲ့ prompt engineering ဆိုတဲ့ဟာကိုတခြားနားလည်မယ်တခြားအသုံးပြုတတ်မယ်ဆိုရင် ကျွန်တော်တို့ AI ကိုကိုလိုချင်တဲ့ပုံစံအတိုင်းခိုင်းလို့ရပါထပ်ပြောမယ်တော့ AI ကိုကိုလိုချင်တဲ့ပုံစံအတိုင်းခိုင်းချင်တယ်ဆိုရင် prompt engineering ကအရေးကြီးပါတယ်အဲ့တော့ကျွန်တော်ဒီ AI webinar မှာလည်း prompt engineering ကို basis တင်ထားပြတာရှိတယ်အဲ့တော့အဲ့ဒါအဲ့ group ကိုမ join ရသေးဘူးဆိုရင်လည်း comment မှာ link လေးချလာပေးပါတယ်ပြီးတော့ဒီ prompt engineering ကိုပဲကျွန်တော်လုံးဝ advanced level ပေါ့နော်အဆင့်မြင့်မြင့်တင်ကြားပေးတယ် AI mastery တန်းတန်းလည်းရှိပါတယ်အဲ့တန်းတန်းကိုစိတ်ဝင်စားရဲဆိုရင်လည်းပဲကျွန်တော် comment မှာ link လေးချလာပေးပါတယ်အဲ့တော့ video ကိုဒီတိကြည့်ပြတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ AI ကိုလက်တွေ့ဘွားမှာဘလို့တတိယရောက်အတုံးကြရမလဲဆိုတာကိုလည်းကျွန်တော်ဘူးဒုတာတွေမျှဝေပေးမယ်။ပြီးရင်အခုနောက်ဆုံးထွက်လာတဲ့ AI နဲ့ technology အကြောင်းလေးကိုလည်းတေချာလေးဒီ channel မှာတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel ကို like subscribe လုပ်ထားပြီးပါ notification အကောင်လေးကိုလည်းဖွင့်ထားပြီးပါ။ကျေးဇူးတင်ပါတယ်။အစအစအရာအဆင်ပြေပြီးခင်ပါစေ။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။